ဗုဒ္ဓမြတ်စွာရဲ့အဆုံးအမရောက်ရှိပြီးမြန်မာပြည်သူပြည်သားတွေဗုဒ္ဓအဆုံးအမကိုခံယူခဲ့တာဟာနှစ်ပေါင်းထောင်ကနန်းထိရောက်ရှိသွားပြီလို့ဒီလိုပြောဗုဒ္ဓမြတ်စွာ သာသနာရောက်တာဟာဘယ်ချိန်က ရောက်တယ်လဲလို့တီးကြတဲ့သမိုင်းမှတ်တမ်းမရှိတော့လဲဖရာသမိုင်းနေရပြောမယ်ဆိုလို့ရှိရင်တော့ ရသော်ဗျာတက်တော်ထင်ရှားရှိစဉ်အခါတုန်းကလေးကမြန်မာနိုင်ငံကိုဘုရားဘုရားမြတ်စွာကြွလာခဲ့ဘူးတယ်လို့ဆိုတာသိရတယ်ပေါ့နော်စကိုင်းတောင်ရိုးကြွလာတာတို့မန္တလေးဘက်ကြွလာတာတို့ပြရိတ်တော်ပြီးသွားတဲ့ဘုရားသမိုင်းနေရဆိုရင်ပကံဧရိယာဘက်ကြွလာတာတို့တန်ကြီးတောင်တို့ဆိုတာတွေက မြတ်စွာဘုရားကြွလာတဲ့အထိမ်းအမှတ်အနေနဲ့ပြောမယ်ဆိုရင်၄ချိန်၄ကလောက်မြတ်စွာဘုရားကြွလာတယ်လို့ဆိုနိုင်တယ်ပေါ့စကိုင်းတောင်ရုပ်မှာဘုရားကြွလာတဲ့အမှတ်အသားအဖြစ်ပြထားတာဘုရားကြွလာတော့ကသင်္ကန်းလဲလဲတဲ့တောင်ကိုဝိယုံတောင်